အဲ့ဒီနေ့ EA eSport နဲ့ကျွန်တော် Team 7ဆော့ကြရတယ်ပေါ့နော် Team 7 2-0နဲ့နိုင်သွားတယ်အဲ့တော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နည်းနည်းပြောကြည့်ကြတာပေါ့စဉ်းစားစရာတွေးတော့စရာကြီးလည်းရှိတာပေါ့ဗျာအရင်ဆုံး gameplay ဘိုင်းကိုမပြောခင်ပေါ့ဗျာတခြားသောအကြောင်းအရာလေးတွေနဲ့ဆက်ဆက်ပြီးတော့တွေးကြည့်ကြတာပေါ့ EA ကဒီ MSN မဆခင်မှာလို့တော်တော်လေးဒါအားပြည့်မှုတွေလုပ်ခဲ့တယ်ပေါ့နော် Yuri တို့ဘာလို့ခေါ်ခဲ့တယ်ပေါ့ဗျာ EA ကအားပေးနေတဲ့ပြည်သက်တွေနေနဲ့ဆိုလို့ရှိရင်လည်း International ကိုသွားဖို့အတွက်ဒါအသင်းကိုမျှော်လင့်ချက်တွေရှိတယ်အစပိုင်းမှာဆိုရင် Mythic C ကိုသူတို့နိုင်ရုံကြည်မှုဘိုင်းဆိုင်ရာတွေတော်တော်မြင့်မားတဲ့အရာတွေကိုကျွန်တော်မြင်တွေ့ရတယ်ပေါ့ဒါပေမဲ့ Wine video 2စီးရေရှုံးပြီးရဲ့အချိန်မှာပါလာဒင်းကိုတပွဲထက်ရှုံးနေဒီပွဲနေမှာလေအဲ့အကျိုးဆက်ရလက်ဒီခံရတယ်အတင်းကြီးတဲ့တင်းကိုရှုံးနေပြီးရဲ့အချိန်မှာသူတို့ပြန်လာဖို့အတွက်ခက်ခဲတယ်ပေါ့နော် game 1ရှုံးပြီးရဲ့အချိန်မှာ game 2ကတော်တော်ကျိုးပဲ့သွားတာဘာမှလှုပ်လို့မရတော့ဘူးပေါ့နော်ဒါ AI ရဲ့လက်ရှိဖြစ်သွားခဲ့တဲ့အချိန်ကြီးတည်းရဲ့ဗျ team 7ကဘယ်သူမှမထင်ထားလောက်အောင် MS ဆတဲ့အချိန်ဒီမှာအကုန်ကျုံးတာတင်းကြီးအကုန်မှန်တမျှရိုက်ထားတယ်ဟိုရိုက်ထားနိုင်တဲ့အချိန်ကြီးပေါ့ဗျာ team 7ဒီ mythic ကိုနိုင်ထားတယ်ကျတော့ပြီးတော့ YG ကိုမရှုံးအောင်တမယ်ပဲအာမရှုံးအောင်တမယ်ပေါ့မနိုင်အောင်လက်တကန်းလို့ပဲ1% second chance ပဲဗျာတရုံးရိုက်နေပြီအဲသူတို့ပြီးမှရှုံးသွားတယ်ဗောနော်လောလို့ရှုံးသွားတယ်အခု AN 2C နဲ့ရိုက်ထားတယ်အစင်းနဲ့နေရာမှာရက်နေတယ်ဗျာအစင်းနဲ့မဟုတ်အစင်းတက်ရောက်သွားပြီဒါ Falcon ကမစော့သေးဘူးဆိုတော့အစင်းတက်နေရာမှာရောက်နေတပွဲပဲရှုံးထားသေးတယ်ဗျာ Team 7လက်ရှိချိန်နေရာဘာကောင်းတာလဲလို့တွေးကြည့်တွေးကြည့်လို့ရှင်ကျွန်တော်တို့မြင်တွေ့ရမှာ Mitchu ကို Yan Strong နေရလို့မြင်တွေ့ရနေမြင် Zian နဲ့တန်ပေါ့ရဲ့ Mick ကတော်တော်ကျွတ်စင် MS Jury အကုန်လုံးမှာရှင်ကြီးမယ်ဆိုရင်သူတို့ Team 7 Mitchu ကအနေထားတစ်ခုမှာရှိနေပြီဗျာပြီးတော့နောက်တစ်ခု Team 7မှာအဲ့လိုမြင်တွေ့ရတဲ့အပိုင်းနေရာ Team Please တိုင်းအရင် Well Online ဖြစ်တယ် Ali Agri Grexic sorry အတင်းပေါ့ဗျာအဲဒီလိုနဲ့ဒါတို့ AI eSport တို့တူးစီးနေရိုက်ခဲ့တဲ့ mentality ရလဲ strong နေဗျာပြီးတော့ကျတို့ Gina ရဲ့ drop bit တွေ Gina ဒီပွဲစဉ်အတွက် preparation လုပ်လာတဲ့ယာရီလဲကျွန်တော် appreciate လုပ်တယ်ဒီပွဲစဉ်အတွက် game play ဘိုင်းပေါ့ဗျာ game play ဘိုင်းမှာဆိုလို့ရှိရင်ကျတို့ Gina အနေနဲ့ဒီပွဲစဉ်မှာသူတို့ uniqueness ကိုတည်ပစ်တယ်ပေါ့နော်အဲ့တော့ပြီးရင်သူတို့ဒီ mid တာဖို့အတွက်ဒီ faster carrier sorry game number 2မှာဆိုလို့ရှိရင်အာ game 1 faster carrier sorry game 2မှာ faster carrier sorry အဲ့တော့အဲ့ဒါနဲ့ရှင်းတယ်ပေါ့နော်အဲ့တော့ uniqueness ကိုသူတို့တည်ခဲ့တဲ့ကိစ္စအောင် objective ယူဖို့ဗျာဒါရိုးရိုးရှင်းရှင်းလေးအ တပတ်က EA eSport gameplay ကိုချင်းခဲ့ခဲ့တဲ့ပုံစံအာပုံမှန်ဗျာကျွန်တော်ဒီ MPL တွေမှာတွေ့မြင်နေကြ powerful ဖြစ်တယ်ဆိုတဲ့ဟာရီဆန်ရှင်းရရင် goal line ကို fighter ဆော့မယ်အဲ့ဒါတော်တော်ကျန်းတယ်နော်ကျွန်တော်ဒီခုလက်ရှိမှာအဲ့ဒီလိုပုံစံနဲ့တို့ကပြန်တည်ခဲ့ကြတာ哦ရီဆန်ရှင်းနဲ့ UNS ကသိကြတယ်ရီဆန်ရှင်းက rotation ရမ်းမြန်တယ် fan min လေ fan ရတာမြန်တယ်ပေါ့နော်ကျွန်တော် team ကိုပိုင်းကိုသဘောကျတဲ့အရာတစ်ခုကဒီ update patch က level SB တက်ဖို့မြန်မြန်ဆန်ဆန်တက်ဖို့ဆိုလို့ရှိရင် minion ပေါင်းရှင်းမှရတယ်ဗျာသိလားအဲ့တော့ game one မှာဆိုရင်ကျွန်တော်သိတာ level 4ကိုဇီယန်အရင်ရွာတယ်ဘာလို့လဲဆိုတော့ minion ရင်ပေါင်းရှင်းွားလို့ခါလီနဲ့ farsa နဲ့ရှင်းတယ်အဲ့ ောက်မှာ UNS လာတယ်။၃ယောက်ပေါင်းပြီးမရှင်းသွားတဲ့အချိန်မှာ ZN Ultimate ပွင့်ပြီးတော့ grow အရင်တက်တယ်ပေါ့နော်။အဲ့ Battlefield ကပွဲရဲ့ တမ်ပိုတစ်ခုလုံးပြောင်းသွားတာပဲဗျာ game 1မှာဒါဒါမျိုးကြီးကျွန်တော်မြင်တွေ့ရတယ်ပေါ့နော် ပြီးတော့ကျွန်တော် game 1တစ်လျှောက်လုံးမှာသူတို့အနေနဲ့ပြန်လာဖို့ကြိုးစားခဲ့တယ်ဒီ Smart Radar နဲ့ဒါ AI ရဲ့ movement မကြသေးဘူးပေါ့နော် game 1မှာသူတို့တောက်လျှောက်ဆော့နေသေးတယ်အဲ့တော့ PA Sam ရဲ့ Luna Pick ကတော့ရိုးရှင်းနေ PA Sam ကမတော့ Luna ပေးနေလဲဆိုတော့ Uranus ကိုရှင်းဖို့ပေါ့ဗျာ Luna ကဗျာကျွန်တော်ဒီ Hero Nature ရာသူ့ရဲ့ဒီ Dark Chaos ပေါ့နော်အဲသူ့ရဲ့ Magic Power Plus ကို2.5% of Target Match HP ရှိတယ်ဗျာပို့ပြောချင်တာတစ်ဖက်က enemy အသင်းရဲ့ကောင်ကြီးရာ HP ပိုများလေဒီကောင်က damage ပေးရပိုကျန်းလေဗျာ enemy ရဲ့ target damage ကြီးကိုသူက percentage နဲ့ပေါင်းထွက်တာ ਉਹ အဲ့ Luna Spirit တွေ AC ပဲပုံမှန်ထက်နည်းနည်းကွဲနေလို့ခံစားရပါတော့ပျိတ်ဆဲပါအောင်ကျွန်တော်တွေက standing position နဲ့ channel animation နဲ့မြင်တွေ့ရတာ ਉਹ ဒီ Vasana တို့ Farsa တို့ဒီ Eve တို့နဲ့မြင်တွေ့ရတာ ਉਹ အခုက Luna ဆိုတော့ဆော့တာတော်တော်ခက်တယ်ပေါ့နော် Black နဲ့ပြေးဆဲမှာမှာလေဘလူးမှာ control လို့မရအောင် black ကပုံမှန်ဝင်တိုးတယ်ခြုံနေစစ်တယ် ambush ဝင်တိုးတဲ့အချိန်မှာ damage ကအဲ့လောက် enough ဖြစ်မနေသေးဘူးဗျာပုံမှန် yuria လေ rotation ရဟို၃ယောက်ကစူးရမယ်ဆိုရင်တော့၃ယောက်ကမစုံနေဘူး team ဆဲမှာ၃ယောက်စုံနေပြီးတုတ်တယ်တွင်းရင်တွေးရကောင်မင်းကမင်း grow မကလို့ ကတော့ကချလာလာအကုန်ရိုက်တာဟိုဘက်ကအဲ့တော့ game 1လည်းဒီလိုနဲ့ကျိုးတယ် similarity ပဲ game 2တူတူပဲဒီတကွန်းနဲ့ပဲခံရတာပဲဗျာဒီလား Regina ကိုကျွန်တော်ဒီမှာ shot လောက်လုပ်တယ်ပေါ့နော်သူတို့ Uranus pick ကတကယ်ကိုမိုက်ခဲ့တယ် Uranus pick နဲ့ပဲပတာရလေးပဲတုံးသွားတယ် Uranus ကကျွန်တော်ချင်းကြီးရှင်းရတာနည်းနည်းလေးနောက်ကျတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ကုရှင်းနေပေါ့နော်ဒီ buff ဒီ buy ဆိုကုစားပြီးတယ်အဲ့တော့တောက်လျှောက်ပုံမှန် movement လေးရသွားတဲ့အချိန်မှာ snowball shot တယ် snowball shot ရနော်တော်တော်တိုက်ရတဲ့နေရာမှာပါတယ် team 7 game 2မှာဆိုရင်ရန်တိတာလေး AI e-sport ဘာမှလုပ်လို့မရဘူးဒါနဲ့ပဲအဲပွဲက2-0နဲ့အဆုံးသတ်သွားတယ်ဆိုပါတော့ဗျာ ကျွန်တော် gain နေရတော့တောက်လျှောက် aggressive ဆော့ခဲ့ရဆိုတော့မပြောတော့ဘူးပေါ့နော် team 7ကိုကျွန်တော်တွေက attack hawks နေနဲ့ထားခဲ့တာပေါ့နော်ဖြတ်မြင်းအဆင့်ပေါ့ဗျာအဲကျွန်တော်တွေကတခြားသောဟို international မှာ solution လေးတိုင်းတာတွေရပေါ့နော် dan hawks aggressor title contender title challenger ဒီလိုပုံစံမျိုးတွေကျွန်တော်တို့ဒါတတ်မှတ်ကြတာဟုတ်ကျွန်တော်တွေရဲ့ dan hawks ဗျာအဲဖြတ်မြင်းတင်းဆိုပြီးမှအတင်းကြီးကိုဒုက္ခပေးနိုင်တဲ့အတင်းဆိုပြီးမှအသက်မှတ်ထားတာဒါပေမဲ့ကျွန်တော်ဒီပွဲပြီးသွားတဲ့အချိန်မှာ team 7ကို dan hawks တွေမှာမထားရင်တော့ aggressor တွေမှာတောင်ထည့်ချင်ပြီတကယ်ဟို aggressive ဖြစ်တဲ့ aggressor ဆိုတာဗျာအဲ့လိုအသင်းတိုင်းအကုန်လုံးလိုက်ရှင်းနိုင်တဲ့အတင်းအတင်းအဲ့လိုအတင်းကြီးမှာမဟုတ်ဘူးရှင်းမြအတင်းတွေအကုန်လုံးကျုံးမြ ီဆိုတဲ့အထာကြီးအဲ့တော့ဒီနေ့ပွဲစဉ်အပြီးမှာကျွန်တော်အားကိုတည်လိုက်ရတယ်ဝိုင်ဂျီနဲ့ဆော့ရဲ့ပွဲစဉ်ချစ်စင်တော်တော်ကောင်းနေ team 7ရှုံးတာရှုံးတော့တာဗျာဟိုသူတို့ဘက်ကလည်းပွဲရလက်တစ်ခုလည်းရှုံးတော့တာပြိသက်တီအရှင်လေးကိုရောက်ရှုံးနေဆိုရဲခံစားချက်ရရင်မယ်ဒီခု EN Esports နဲ့ပွဲမှာသူတို့လုတ်ပြတယ်လက်ရှိစဉ်းစားမိတဲ့လောက်ကတော့အဲသူတို့ရဲ့ဒီခု draft pick တွေက Fasa, Khalia, Kali, Granger ဒီကောင်တွေကတော်တော်လေး powerful ဖြစ်တယ်ဗောနော်အားလီတာရဲ့ hero တွေအဲနောက်ထပ်ပွဲစဉ်တွေရရင် team 7အတွက်ဒါ testing တစ်ခုထပ်လာလိမ့်မယ်ဗောနော်ဒီကြတော့ဒီ hero တွေအကုန်လုံး banlist တွေထည့်လိုက်တာမျိုးတွေဒီကောင်တွေမပြီးဘဲနဲ့ခြားဆိုပါ hero တွေဆော့မှာလဲဆိုတဲ့ဟာရရ င်အမေကိုနေလာလိမ့်မယ် AI ကတော့ direct challenger လို့ကျွန်တော်တို့ရထည့်ထားခြင်းမိမယ်အာ YGO တို့ 2C နဲ့ရှုံးနေ Mythic CEO ပဲတို့နိုင်ထားတယ်ပေါ့နော် team 7ကိုရှုံးနေပြီးသွားတဲ့အချိန်ဒီမှာဒီကြားထဲမှာတို့ face နိုင်မှရမယ်အသိကြီးပြား AI ဆိုတော့ရင်ကလေးကတို့ဒီဒီဆောက်ခဲ့တဲ့ကာလကြီးကအသိကြီး top 4ကြီးတောက်လျှောက်ဝင်လာခဲ့တဲ့အသိတိုက်တယ်ကိုကျွန်တော်တို့ဒီ champion တိုက်တယ်ကို challenge လုပ်နေတဲ့အသိရဲ့များအဲ့တော့ဆက်သွားခြင်းနေဆိုရင်တော့လာမယ့်ရက်တွေမှာ တောက်လျှောက် finish နိုင်မှာဖြစ်မယ်အဲ week ကတပတ်ပဲကျန်တော့တယ်ဒါပြီးတော့ play in play off ကတော့သူကတက်တာ ਉਹ အဲပြီးတော့ play in စီ play off တွေကြာလို့ရှိရင်တခြားတီးမှရမယ်သူတို့ဒီထပ်ပို့ပြီးတော့ပြင်ဆင်မှုလိုအပ်တယ်ပေါ့နော်ပြင်ဆင်မှပဲဒါရလိမ့်မယ်ဒါတော့ကျွန်တော်ရဲ့အဒီနေ့ပွဲပြီးမှမြင်ရတဲ့အတွေးအစလေးပေါ့ဗျာ။ဒီ7ဘန်းကိုတော့သဘောကျတယ်။ဒါပေမဲ့ AI အနေနဲ့တော့ခုနကပြောလို့ချန်ပီယံစုကိုစိန်ခေါ်နိုင်ခြင်းနဲ့ဆိုရင်တော့ဒီထက်ပိုပြီးတော့ပြင်ဆင်မှုလိုအပ်တယ်။ဒီထက်ပိုပြီးတော့ကောင်းတဲ့ပြင်ဆင်မှုတွေပြန်လာဖို့အတွက်လိုအပ်တယ်ပေါ့နော်။အဲ့တော့ညီကိုရီးရဲ့ထင်မြင်ချက်တွေလည်းအောက်က comment section မှာဝင်အောင်ဆွေးနွေးသွားလို့ရပါတယ်။ ကျွန်တော်ရဲ့ SC4 လေးပဲဖြစ်ပါတယ်နောက်ထပ် video ကြရင်ပြန်ပြီးတော့အားလုံးနဲ့တူတွေ့ကြအောင်ပဲဗျာ